အားလုံးပဲမင်္ဂလာပါရှာကျွန်တော်တင်ချနေရင်တော့ဘာလ14ရက်နေ့ရေဒီယိုစစုံသက်ဆက်ပရမဖြစ်ပါတယ် စေပြင်ပခါကိုအခြေခံနဲ့ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့်ဗီဒီယိုမှာနေဆန်သုံးပစ္စည်းတွေနဲ့ခြေကန်စေဝါးတွေပြက်လက်ခဲ့တယ်လို့ဈေးနှုန်းတွေလည်းတစခွေနှစနဲ့တချို့နေရာတွေမှာသုံးလေးဆအထိမြင့်တက်ခဲ့တာကိုစက်တန်တွေ့ရှိရတယ်လို့ ISP မြန်မာကဆိုပါတယ်ဒီဗီဒီယိုနေမြေခြေကစက်တက်စကန်တခုကိုဗီဒီယိုလိုမျိုးရေးတမတော် PR ကဝင်ရောက်စနေခဲ့ပါတယ်မြန်မာတနင်္ဂနွေလုံးမှာအော်တိုဘားလာအတွင်းစစ်ကော်မရှင်ဟာလူခုရေးချိုးဖောက်မှုချိုးလုံမှုစစ်စုပေါင်း959မှုရှိခဲ့တယ်လို့မြို့သားညညရေးအစိုးရအန်ယူဂျီကဆိုပါတယ် ။စားတဲ့တဲ့နေကိုတက်ဆက်ပြရမှာပါ။ကျမတို့အစစ်အစစ်တက်ဆက်သူမင်းကြီးဖြစ်ပါရယ်။ဆီအိုဆူထိပ်ပိုင်ကောင်းဆောင်တွေအခြေစိုက်တဲ့နေပြည်တော်နေမြေထဲကစစ်တပ်စခန်းတစ်ခုကိုမနီယာညပိုင်းနေဒီကနေ့မှဝင်ရောက်စီးနင်းခဲ့ရလို့တော်လိုင်းရဲ့အဖွဲ့တစ်ခုဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA ကဒီကနေ့ထုတ်ပြန်ပါရယ်။ထရိုဇာကတက်ဆက်ပြီးမှာပါ။ ်အဲရစ်ကာဟာနေပြီးတော့ဥတ္တရဒီရီတက်ကုံမျိုးနေကယတနာမြေအခြေပြု လုံးချုံရင်ကင်းစခန်းဖြစ်ပြီးဆေအုစုနနစ်ချသဆွေချရဲစခန်းဖြစ်တယ်လို့ PLE ကဆိုပါတယ်အဲရစ်ကန်ကို PLE ကဝင်စီနေချေဆေအုစုအဖွဲ့ဝင်တွေဟာစခန်းကိုဆုံးခွာပြီးထွက်ပြေးသွားတာကြောင့်ကင်းချင်းမျိုးစင်တွေဘန်ကာတွေကိုစီးနင်းနိုင်ခဲ့ပြီးစခန်းတွင်ထိဝင်ရောက်နိုင်ခဲ့တာလို့သိရပါတယ်ဆေအုစုဟာယမေးတင်းမျိုးနေကစစ်ကြောင်းတကြောင်းနေပြီးတော့နေအမြန်လန်းကနေစစ်ကြောင်းတကြောင်း အခြေပြုစခန်းတစ်ခုကနေစစ်ကြောင်းတစ်ကြောင်းစစ်စုပေါင်းစစ်ကြောင်း၃ကြောင်းနဲ့အနေမြေစိုးမိုးရေးစစ်ကြောင်းထုံးနေတဲ့အချိန်ဝင်ရောက်စီးနင်းနိုင်ခဲ့တာလို့လည်းသိရပါတယ်။အရစ်ကန်ကနေကြီးတချို့၊ငွေသားတချို့နဲ့စစ်အသုံးအဆောင်ပစ္စည်းတချို့တင်စေရမြင့်ခဲ့ပြီးလက်ရှိအချိန်မှာတော့စီအိုစုရဲ့စစ်ကြောင်းတစ်ကြောင်းဟာယတနာမြေအခြေပြုလုံခြုံရေးစခန်းနာကရွာနေရွာမှာစစ်ကြောင်းထိုင်နေတယ်လို့ပြည်တော်ရေးကထုတ်ပြန်ချပါတယ်။ပြီးခဲ့တဲ့ဧပြီလ၁၉ရက်နေ့တုန်းကလည်းအဲရီအော်ဒရာဒီရီမြို့နယ်ထဲက လမ်းပိုင်းတနေရာကို POE ကထိန်းချုပ်စစ်ဆေးခြင်းစီဥစုရဲ့ဘုံမှုတယောက်တက်ချက်တယောက်နဲ့ရေတူးတက်ချက်တယောက်ကိုဖမ်းဆီးနိုင်ခဲ့ပေမဲ့တိုက်ပွဲဖြစ်ပွားပြီးအဲ့ဒီ၃ယောက်လုံးတေဆုံးသွားတယ်လို့လည်းထုတ်ပြန်ခဲ့ဖူးပါတယ်ဒီလူထုအနေနဲ့မိမိဒီရာမှာဖြစ်ပေါ်နေတဲ့တရင်ကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 333 333ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ် မြန်မာတနင်္ဂနွေလုံးမအော်တိုဘာလအတွင်းစစ်ကော်မရှင်ကလူအခွင့်အရေးချိုးဖောက်မှုအကျိုးလွန်မှုစစူပေါင်း959မှုကိုကျိုးလွန်ခဲ့ရလို့မြို့သားညီညွတ်ရေးအစိုးရအညူကြီးလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမနေ့ကနိုဝင်ဘာလ23ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။စောက်ဆိုင်ကတင်ဆက်ပေးမှာပါ။စစ်ကော်မရှင်ဟာတရားမဝင်ရွေးကောက်ပွဲကိုအသက်သွင်းမှုချိုးဖောက်ပြီးလူထုကိုဖမ်းဆီးထောင်ချတာတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့အကြောက်တရားရိုက်သွင်းပြီးအထူးအရောင်ရွေးကောက်ပွဲကိုပုံဖော်နေကြောင်းလည်းဖော်ပြပါရှိပါတယ်။ ဆက်တိုက်ဆိုသလိုပြည်သူလူထုအပေါ်ပြင်းထန်ဆိုးရွားတဲ့အကြမ်းဖက်မှုတွေနဲ့ဆက်တိုက်တုံးမြန်လှုပ်ဆောင်နေတာကိုစေအောင်စုကျွလွန်ခဲ့တဲ့နိုဘာလာရဲ့တက်တေမှတ်တမ်းဂိန်းကဏ္ဍတွေကဖော်ပြနေပါတယ်လို့လည်းဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာလာအတွင်းစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း250အကြိမ်ထိပြုလုပ်ခဲ့လို့အသက်18နှစ်အောက်ကလေးငယ်38ဦးအပါအပြစ်မဲ့ပြည်သူပေါင်း185ဦးသေဆုံးခဲ့ရပြီး922ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရပါတယ် စစ်ကော်မရှင်ဟာအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုပေါင်း17ကြိမ်ကျူးလွန်ခဲ့ရာအသက်16နှစ်အောက်ကလေးငယ်16ဦးအပါအဝင်လူပေါင်း116ဦးသေဆုံးခဲ့ရလို့သိရပြီးအဲ့ထက်မှအမျိုးသား98ဦးနဲ့အမျိုးသမီး32ဦးပါဝင်ပြီးခွဲခြားမရသေးသူ9ဦးရှိရလို့လည်းဆက်လက်ဖော်ပြထားပါတယ် လူအခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေကတော့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတမှုဖိအားပေးပျောက်ကွယ်စေမှုတမှုကလေးစစ်သားအဖြစ်ခိုင်းစေမှုတမှုမျှတတော်တရားစီရင်ခွင့်ဆောင်ရှင်ခြင်းနှမှုဆေးဘက်ဆိုင်ရာစင်တာများအားတိုက်ခိုက်ခြင်း၄မှုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်9မှုတရားလက်လွတ်ချုပ်နှမှု9မှုဘာသာရေးအဆောက်အအုံများဖျက်ဆီးခြင်း ဆက်တမှုလူလတ်စွာတွာလာခွင့်ဆက်နမှုညင်ပန်းနှိပ်ဆက်ခြင်းဆက်လေးမှုတရားလည်းလို့ဖန်းစီမှု27မှုဖိအားပေးရွှေ့ပြောင်းစေခြင်း36မှုအတဲအတမအစေခိုင်းခြင်း67မှုတရားလည်းလို့တပ်ဖြတ်ခံရခြင်း108မှုနဲ့ကိုယ်ပိုင်ဖြစ်စည်းတွေဖြစ်စည်းခံရခြင်း130မှုတို့ဖြစ်ပါတယ် လူအခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးက122ကြိမ်နဲ့စကိုင်းတိုင်းဖြစ်ပြီးမန္တလေးတိုင်း106ကြိမ်မကွေး62ကြိမ်ပဲခူး58ကြိမ်ရှမ်း45ကြိမ်ရခိုင်35ကြိမ်တနင်္သာရီ26ကြိမ်ကချင်25ကြိမ်ကရင်16ကြိမ်ချင်း14ကြိမ်မွန်12ကြိမ်အရဝတီတိုင်းနဲ့ရန်ကုန်တိုင်းက6ကြိမ်စီနဲ့ကရင်နီက4ကြိမ်တို့ဖြစ်တယ်လို့သိရပါတယ်လေကြောင်းတက်ခတ်ခံရတဲ့ဒေတာနဲ့အချိန်ရေအတွက်ကမန္တလေးတိုင်းက90ကြိမ်နဲ့အများဆုံးဖြစ်ပြီးစကိုင်းတိုင်းက46ကြိမ် မကွေးက42ကျင်း၊ရှမ်း38ကျင်း၊ပဲခူး16ကျင်း၊ကချင်16ကျင်း၊ချင်း12ကျင်း၊ရခိုင်က17ကျင်း၊တနင်္သာရီတို့မှာတော့8ကျင်း၊ကရင်က9ကျင်း၊မွန်က2ကျင်းနဲ့ရယဝတီနဲ့ကယား1ကျင်းစီဖြစ်ပွားခဲ့လို့သိရပါတယ်။အဲဒီလိုတိုက်ခိုက်မှုကြောင့်ကျောင်း24ကျောင်းနဲ့အယတားနေအိမ်164လုံး၊ဗုဒ္ဓဘာသာဘာသာရေးအဆောက်အုံ18လုံး၊ခရစ်ယာန်ဘာသာရေးအဆောက်အုံ3လုံးတို့ပျက်စီးဆုံးရှုံးခဲ့ရလို့ဖော်ပြပါရှိပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ September လမှာစစ်ကော်မရှင်ကျူးလွန်ခဲ့တဲ့အမှုပေါင်း943မှုရှိခဲ့ပြီးတပ်ဖြတ်မှုဖြစ်စဉ်120ကျူးလွန်ခဲ့လို့သိရပါတယ်။ဒီစစ်ရာဇဝမှုတွေနဲ့အတူတခြားသောလူအခွင့်အရေးချိုးဖောက်မှုမျိုးစုံကိုလည်းပြုလုပ်ခဲ့တာကို infographic မှာအသေးစိတ်ကြည့်ရှုနိုင်တယ်လို့လည်းသိရပါတယ်။အကြံဖက်စရုပ်စုရဲ့ကျူးလွန်မှုတွေကိုအမျိုးသားညီညွတ်ရေးအစိုးရလူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကမြေပြင်တပ်တွေမှတ်တမ်းတွေနဲ့တကွအချက်လက်တွေစုစည်းထားပြီးဒါတွေဟာကိန်းကနန်းတတ်တတ်မဟုတ်ပဲ အချမ်းဖက်စိအုပ်စုကျူးလွန်မှုမှာပါဝင်ပတ်သက်နေတဲ့ကျူးလွန်သူတွေကိုနိုင်ငံတကာဆေးရဆွေးမှုဆံရဥပဒေတွေနဲ့အရေးယူနိုင်ဖို့တက်တင်မှတ်တမ်းတွေပဲဖြစ်ပါတယ်လို့လည်းဖော်ပြပါရှိပါတယ်။ဆေးပနီပခါကိုအခြေခံနေကုန်သွယ်လမ်းကြောင်းပြဆိုမှုတွေကြောင့်ပြည်တွင်းမှာနေစဉ်သုံးပစ္စည်းတွေနဲ့အခြေခံစေဝါတွေပြက်လက်ခဲ့တလို့ဈေးနှုန်းတွေလည်းတစောက်ခွင်နှစ်ဆနဲ့တချို့နေရာတွေမှာ၃လဆအထိမြင့်တက်ခဲ့တာကိုစစ်တမ်းတွေ့ရှိရတယ်လို့ ISP မြန်မာကဆိုပါတယ်။ ဆေးပဏိပခါကိုအခြေခံတဲ့ကုန်သွယ်လမ်းကြောင်းပေးဆိုမှုတွေနဲ့ပတ်သက်ပြီးပြည်သူတွေအပေါ်သက်ရောက်မှုကို ISP မြန်မာကစတင်မာလာနောက်ဆုံးပတ်သိမ်းမှာစစ်တမ်းကောက်လေ့လာခဲ့တာဖြစ်ပါတယ်။စစ်တမ်းကိုပြည်နယ်နဲ့တိုင်းဆက်လေးခုနဲ့နေပြည်တော်နေမြေတွေမှာရှိတဲ့မြို့85မြို့မှာကောက်ခံခဲ့တာဖြစ်ပြီးလူဦးရေအဖြစ်တော့2015ကိုပါဝင်ခဲ့ရလို့ဆိုပါတယ်။ စတန်တူရှိချက်အရပိတ်ဆို့မှုဟာပြည်သူတွေရဲ့အကြမ်းအေးကိစ္စရပ်တွေပေါ်မှာလဲတယောက်မှုချိမခဲ့ပြီးစိတ်မရှိရစီကြီးလို့ဝေယူနေခြင်းမရှိတာနဲ့စေယုံစေခံတွေကိုတွားဖို့ခက်ခဲရလည်းရှိခဲ့ရလို့ဆိုပါရယ်ကုန်သွယ်လမ်းတွေပိတ်တာကြောင့်အများဆုံးကြုံခဲ့ရတဲ့ကိစ္စဟာခြေကံဆေးဝါးတွေပြက်လက်တာနဲ့ဈေးသက်သာဖြစ်တယ်လို့ဆိုပါရယ်စတန်ပြေဆိုသူတွေရဲ့84ရာခိုင်နှုန်းဟာပီဂရယ်ရဲ့60အတွင်းပီဂရယ်ရဲ့60အတွင်းဆေးဝါးနဲ့ဆေးကရီယာတွေဝေယူဖို့အခက်ကြုံခဲ့ရကြောင်းဆိုပါရယ် စစ်တမ်းဖြည့်ဆို့သူ2015ဦးမှာ48ရာခိုင်နှုန်းဖြစ်တဲ့486ဦးကတော့ကုန်စည်နှုန်းတွေတစားခွင့်မြင့်တက်ခဲ့ကြောင်းပြည်ဆိုခဲ့တယ်လို့ဆိုပါတယ်ကွန်ပစီပြတာနဲ့ဈေးနှုန်းမြင့်တက်မှုတွေကြောင့်စစ်တမ်းပြဆိုသူတွေနဲ့မိသားစုပေါ်တယောက်မှုရှိမရှိကိုမေးမြန်းရမှာလေ92ရာခိုင်နှုန်းကတယောက်မှုရှိခဲ့တယ်လို့ဖြေဆိုခဲ့ကြပါရယ်အလို့အကန့်တွေပြောင်းလဲခဲ့ရပြီးဝင်ငွေနေတာအပြင်အတမောဟန်ကြောင့်ရဲခတ်မှုတွေလည်းဖြစ်ပေါ်ခဲ့ပြီးတော့လူသူရောတို့လိုအခက်အခဲအကျတွေကို ချွေတာပြီးအသားငါရှို့စားတာနဲ့နိုင်ယာနီးဝင်နေပြီဖြစ်ရှင်နေကြရတာဖြစ်တယ်လို့ဆိုပါရယ်ဒေတာကန်ပရာဟိတအဖွဲတွေရေဘလူမှုအဖွဲစီတွေရဲ့အကူအညီတချို့ကိုရရှိကြတာမျိုးလည်းရှိတယ်လို့ဆိုပါရယ် စစ်ကော်မရှင်ရဲ့စီးပွားရေးမူဝါဒအလွဲစီမံခန့်ခွဲမှုအမအရေကစီးပွားရေးစနစ်တစ်ခုလုံးကိုအလျင်ပြည့်စေခဲ့တာဖြစ်ပြီးနောက်ဆက်သွယ်အနေနဲ့လူထုဟာလူမှုစီးပွားဒုက္ခများစွာကိုရင်ဆိုင်ခဲ့ရတာလို့ဆိုပါရယ်ဒီအခြေအနေကိုစစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးရန်တရားတွေနဲ့စစ်ကော်မရှင်ကဖွဲ့စည်းထားတဲ့လူမှုအသင်းအဖွဲ့တွေကလည်းကူညီဖြည့်ရှင်ပေးနေတာနေရလို့ဆိုပါရယ်တိုင်းဒလနကိုင်အဖွဲ့တွေဒေသကကွေရေးတဖွဲ့တွေနဲ့မြို့သားညီညွတ်ရေးအစိုးရအညူကြီးတို့ရဲ့ကူညီနိုင်မှုကလည်းအကန့်အသတ်နဲ့ဖြစ်တယ်လို့ပြောပါရယ် ကုန်စည်နှုန်းသက်သာအလုပ်ကိမကောင်းတာတွေကြောင့်တစ်နှစ်သက်တစ်နှစ်ဖူလုံလာရလို့မခံစားရတဲ့အကြောင်းစက်တမ်ပြေကြတဲ့သူတွေကပြောပါတယ်။အာနာသိမ့်ပြီးနောက်အဖက်ဖက်ကယိုယွန်းလာတဲ့အခြေအနေတွေကြားမှာဘီတူတွေဟာအလုပ်ကိခွင်လန်းရရှိဖို့နဲ့လုံလုံခြုံခြုံရှင်တန်နိုင်ဖို့ကိုရာအဓိကတောင်းတနေကြတာလို့ပြောပါတယ်။မျိုးလင်းချက်မေးတဲ့အခြေအနေပါပဲလို့ဖြေဆိုတဲ့သူတွေခက်မြများရှိနေတယ်လို့ပိုကောင်းလာလိမ့်မည်လို့ဖြေဆိုသူကတော့အနေတွေလို့လည်းဆိုပါတယ်။ ဒီစတန်တရှိချက်ဟာကနအူးလေးလောင်မှုပဲဖြစ်ပြီးတော့အပြည့်ပြတ်သဘောမဟုတ်တရားကြောင့်အခုဆက်ပို့ပြီးပြေဆုံးလွမ်းချုံမှုအကောင်နဲ့လူမှုစီပွားသူဒေသနာပြုလေလာချက်စတန်တွေလုပ်ဖို့လိုနေသေးတယ်လို့လဲ ISP မြန်မာကပြောဆိုထားပါတယ်။အနေရကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွဲရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်မြေမြုပ်မိုင်းတွေကို တက်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်တတုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှိမ့်စင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေကပုံမှန်နေရာဒါမှမဟုတ်ဝါယာကျိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကမြေအောက်မှာလည်းရှိနေတတ်ပါတယ်။ မြင်းမျက်နှာပြင်ပေါ်တွေမှာပတ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေပူရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်းတွေ့ဖို့ခဲရင်ပါတယ်။မြင်းမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြင်းမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပြင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင် ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင် အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင့်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်။လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီးပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်။ရုပ်ချီးပောက်ကွဲမိုင်းဆိုတာကဘာပေါ်မှာအတွေ့ရဆုံးမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီး မြေအောက်မှာမြုပ်ထားလေးရှိပါတယ်အစာထွက်လူတက်မိုင်းဆိုတာပောက်ကွဲတဲ့အခါအစာနာဖျာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်က အခြားသူတွေကိုပါထိခိုက်ပြီးဒေဆုံနိုင်ပါတယ်ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါလူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပိုကြီးပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်အချို့မြေမြုပ်မိုင်းတွေကိုမြေမျက်နှာပြင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီး ဒီကျုံမြင့်ကိုထီမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုပဋိပက္ခအတွင်းပြစ်ခတ်ခြင်းပြစ်လွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသုံးတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်ရေမြုပ်မိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်ဒါမှမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်ဥပမာတနတ်နဲ့ပြစ်ခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာ လက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတာမကအယက်သားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်။မြေမြုပ်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုထားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်။တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပောက်ကွဲနိုင်စွာမြင့်မာပြီး အဝေးကိုကျယ်ပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ်။မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးဘဲဆက်ရှိနေလဲအနည်းကြီးစွာကြန့်ရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကိုင်ပဋိပက္ခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြန့်ရှိနေနိုင်တဲ့အပြင်တတန်းကုံဆုံးတာလည်းမရှိပါဘူး။ မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ချင်းပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းမြစ်နာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။